ဖေဖော်ဝါရီလ20ရက်နေ့မနက်တနာရီမိနစ်30ခန်းကမြောက်ကလာပါမြို့နယ်ငားလမ်းမှတ်တိုင်အနီးရှိနဝရီကုန်းကျော်တရားဘောကနေ BNN တစီတရားအောက်ကိုပြုတ်ကျခဲ့မှုဖြစ်ပွားခဲ့ပါတယ်။အဲ့လိုပြုတ်ကျရမှာရှင်ဟာနဝရီကုန်းကျော်တရားဘောအရောက်ပလက်ဖောင်းကိုကျော်ကတရားလက်ရန်တွေကိုဝင်တိုက်မိပြီးအောက်ဘက်ရှိမြစ်ထားတန်လန်းဘောကိုပြုတ်ကျခဲ့တာဖြစ်ပါတယ်။ တရားဘော်ကပြုတ်ကျခဲ့တဲ့ BN မြဟာဒဂုံတက္ကသိုလ်ကနေစုလေကိုပြေးဆွဲနေတဲ့235ခီးတဲ့တင်ရင်ဖြစ်ပြီးတရားဘော်ကပြုတ်ကျစဉ်ရှင်ပေါ်မှာခီးတဲ့မပါဝင်ပဲရှင်မောင်းအပါဝင်ရှင်နောက်လိုက်သူတွေနဲ့စုစုပေါင်းလူ6ဦးသာပါဝင်တာဖြစ်ပါတယ်အခုလိုဂုံးကျော်တရားဘော်ကနေရှင်ပြုတ်ကျခဲ့မှုကြောင့်ရှင်မောင်းနေသူဟာဥကောင်းပြက်ချက်ဒဏ်ရာနဲ့အခင်းဖြစ်တဲ့နေရာမှာပဲပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ကကြံ9ဦးကတော့မြောက်ကလာပါမြို့နယ်စေယုံမှာတက်ရောက်ပြီးစေကူတမှုခံယူနေတယ်လို့သိရပါတယ်ပြုတ်ကျခဲ့တဲ့ BN ရင်ကတော့ဥကောင်းပိုင်းကျေမွသွားခဲ့ပါတယ် ဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမြောက်ကလာပါမြို့နယ်ရဲစခန်းကပါသော30မြင်းဆောင်2014နဲ့အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2013ခုနှစ်ဒီဇင်ဘာလအတွင်းကလည်းအခုလိုမြေထားကုန်းကျော်တရားပေါ်ကနေခီးတဲ့တရင်တစီပြုတ်ကျခဲ့မှုမင်္ဂလာတော်မြို့နယ်နိုင်ငံရေးမှတ်တမ်းအနီးမှာဖြစ်ပွားခဲ့ပြီးလူအသေးပြောက်များပြားခဲ့ပါတယ်။